ပြမှုကျူးလွန်တဲ့သူတွေကိုလွှဲပြောင်းရေးအဥပဒေဟာတိုင်းပြည်ရဲ့အခြေခံဥပဒေနဲ့ကိုက်ညီတယ်လို့ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအော်တိုဘာလ22ရက်နေ့မှာအတည်ပြုဆုံးဖြတ်လိုက်တာကြောင့်ထိုင်းနိုင်ငံမှာဖမ်းဆီးခံထားရတဲ့တရုတ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်ချီချီချန်းကိုလွှဲပြောင်းပေးနိုင်တော့မှာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာရေးသားဖော်ပြခဲ့ပါတယ်။မြန်မာတွေကတော့ချီချီချန်းကိုရွှေကုတ်ကိုပါဝင် KNJ စောင်းတက် BGF ထိန်းချုပ်နေမိတွေမှာ ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုလုတ်ကင်နေတဲ့ကြားဖြန့်ခိုင်းချုပ်တူအုပ်အနေနဲ့နားလည်ထားကြတာဖြစ်ပါတယ်။ရှီကြည်ဂျန်အဖမ်းခံထားရချိန်မှာဘူမူကြီးစောချစ်သူနဲ့ BGF ခေါင်းဆောင်တွေဟာရွှေကုတ်ကူမှာရှီကြည်ဂျန်အတွက်စုတောင်းမြစ်တာပို့တာပွဲဆိုပြီးခက်ခက်နာနာပြုလုပ်ခဲ့ကြပါသေးတယ်။ ရှိကြည်ကျန်းဟာတရုတ်အစိုးရကအလိုရှိနေတဲ့တရားခံတအူးဖြစ်ပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကန့်ညီဘူးလို့သူရဲ့ရှေ့နေတွေကကန့်ကွက်ခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတဲ့2022ခုနှစ်ဩဂုတ်လကစလို့ထိုင်းနိုင်ငံမှာပဲထိမ့်သိမ်းခံထားရတာဖြစ်ပါတယ်။လက်ရှိမှာတော့ထိုင်းအခြေခံဥပဒေခုံရုံးကလွှဲပြောင်းရေးအပ်ဥပဒေဟာတိုင်းပြည်ရဲ့အခြေခံဥပဒေနဲ့ကန့်ညီတယ်လို့အတည်ပြုလိုက်တဲ့အတွက်ရှိကြည်ကျန်းကိုဘယ်နိုင်ငံကိုလွှဲပြောင်းမလဲဆိုတာနဲ့လွှဲပြောင်းမဲ့ကိစ္စတွေကိုဆက်ပြီးဆောင်ရွက်သွားရမှာဖြစ်တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ် ှီကြီးကျန်းဟာမြန်မာနိုင်ငံအပါအဝင်အရှိတောင်အာရှမှာတရားဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကာစီနိုယုံတွေဖွင့်လှစ်ခဲ့ပြီးဘီလီယံနဲ့ချီတဲ့ငွေကြေးလိမ်လည်မှုတွေကိုလှုံ့ဆော်ခဲ့သူတူဖြစ်ပါတယ်။ဒါအပြင်လူကုန်ကူးမှုငွေကြေးခဝါချမှုအွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဆွဆွဲခံရရလည်းဖြစ်ပါတယ်။ရှီကြီးကျန်းကို1982ခုနှစ်မှာတရုတ်နိုင်ငံဟူနန်ပြည်နယ်ရှန်တုံမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးအသက်20ရွယ်မှာဖိလစ်ပိုင်နိုင်ငံကိုပြောင်းရွှေ့ပြီး လောင်းကစားလုပ်ငန်းတစ်ခုကိုထူထောင်ခဲ့ပါတယ်။2015ခုနှစ်မှာတော့သူဟာသူ့ရဲ့ online လောင်းကစားလုပ်ငန်းကိုထိုင်းမြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာချဲ့ထွင်ဆောင်ရွက်ခဲ့ပါတယ်။2018ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံသားခံယူခဲ့ပြီးနာမည်ကိုလည်း Shigerian Khan လို့ပြောင်းလဲခဲ့ပြီးဟောင်ကောင်မှာ Yatik IHD ကုမ္ပဏီကိုဖက်ပုံတင်ခဲ့ပါတယ်။2019ခုနှစ်မှာကမ္ဘောဒီးယားအစိုးရက online လောင်းကစားလုပ်ငန်းတွေကြားဖြတ်လုပ်ငန်းတွေနဲ့ကာစီနိုယုံတွေကိုနှိမ်နင်းခဲ့တာကြောင့် မြန်မာနိုင်ငံမှာရွှေကုတ်ကိုမြို့သစ်စီမံကိန်းကိုရင်းနှီးမြှုပ်နှံခဲ့ပြီးဒီလုပ်ငန်းတွေကိုဆက်လက်လှုံ့ဆော်နေကြတာဖြစ်ပါတယ်။